င်္ဂလာပါရှင်။မတ်လ10ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဝမ်တွဲမှာစစ်မှုထမ်းဖို့မိန်ကလေးတွေပါစစ်ကောင်စီဖမ်းဆီးနေတဲ့သတင်း။တာမွေမြို့နယ်မြစ်တာညွန်ရက်ကွက်ကအမှုချမ်းစီးမှုဖြစ်စဉ်။ဗမော်မြို့စက္ကခ27တိုက်ပွဲတွင်စစ်ကောင်စီရဲ့ drone 9စီးကိုပစ်ချနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း Belgium သတင်းတောက်ကိုကြီခွန်တွေးမှုနဲ့မြန်မာဘက်သွားလို့ဆိုပြီးအိန္ဒိယဖမ်းဆီးတဲ့သတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းမိထီလာခရိုင်ဝမ်တွဲမြို့နယ်မှာ တပတ်အတွင်းလူငယ်40ကျော်စစ်မှုထမ်းဖို့ဖမ်းဆီးခံရပြီးဖမ်းခံရတဲ့သူတွေထဲမှာအမျိုးသမီးငယ်တွေလည်းပါဝင်တယ်လို့ဒေသခံတွေပြောပါတယ်။ပြီးခဲ့တဲ့မတ်လ3ရက်ကနေမနေ့ကအထိတပတ်အတွင်းဝမ်တွေးမြို့နယ်ကတမာကန်၊ကြောက်ဦး၊စမုံ၊နဘဲကန်၊ဖျားစု၊ရွာရှိ၊သဘုတ်ကုန်း၊တဲစု၊မြောက်စကြန်းကုန်း အုပ်စတဲ့ကျေးရွာတွေကလူငယ်40ကျော်ကိုစစ်မှုထမ်းဖို့ဆိုပြီးစစ်ကောင်စီတပ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေကလမ်းမပေါ်ရင်အပြင်နေအိမ်တွေထဲအထိပါဝင်ရောက်ဖမ်းဆီးသွားကြောင်း Voice of Wandrin အဖွဲ့ကပြောပါရယ်။နဘဲကန်ရွာကဖမ်းဆီးခံရသူ15ဦးဟာလပိတ်ရေဆိုင်ထဲအထိဝင်ပြီးပေါ်တာဆွဲခံရတာဖြစ်ကြောင်းအဖွဲ့တာဝန်ရှိသူကဆိုပါရယ်။ဒေသခံတအူးကလည်းမကြီးအုပ်ရွာကလူတွေရွာဘေးကကင်းတာမြောင်းပေါင်ထဲရေဆင်းချိုးနေကြတာရောလမ်းပေါ်သွားလာနေကြသူတွေပါ ်10ဦးဖမ်းခံထားရတယ်လို့ People's Spring ကိုပြောပါရယ်။ဒါအပြင်ပြီးခဲ့တဲ့ March လ4ရက်ညနေပိုင်းကလည်းဒိုင်ကောင်းကုန်းအနောက်ဘက်ရွာအလှလှဲ့တာကိုကြည့်ပြီးပြန်လာတဲ့စမုံကျေးရွာကမိန်းကလေး2ဦးကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့ Voice of Wandering ကဆိုပါရယ်။အခုစရင်က Voice of Wandering ကရရှိထားတဲ့အချက်အလက်သာဖြစ်ပြီးမြေပြင်မှာတော့အခုထက်လည်းပိုများနိုင်တယ်လို့ပြောပါရယ်။ ပြီးတော့ဝမ်တွင်းမှာစစ်မှုမထမ်းခြင်းပဲရှောင်တိန်ပြီးစစ်ကောင်စီကိုတော်လှန်ခြင်းတဲ့လူငယ်တွေကိုမြို့နယ်အဖွဲ့အစည်းကကြိုးဆိုနေကြောင်းနဲ့ဆက်သွယ်မယ်ဆိုရင်တော့ page ကိုလာရောက်ဆက်သွယ်နိုင်ကြောင်း Voice of One တွင်အဖွဲ့ကပြောပါရယ်အနာသိစစ်ကောင်စီတပ်ဟာရန်ကုန်မန္တလေးအပါအဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်အများအပြားကိုအာဓမဖမ်းဆီးနေပြီးတနေ့အတွင်းလူငယ်ထောင်ချီဖမ်းဆီးခံခဲ့ရပါရယ်အခုဆိုရင်တော့စစ်မှုထမ်းအပတ်စဉ်၁၀ကိုရောက်ရှိနေပြီဖြစ်ပါရယ်ရှင် ရန်ကုန်မြို့တာမွေမြို့နယ်မြစ်တာညုံရက်ကွက်ဝနသိန်ကီလန်ကတိုက်ခန်းတစ်ခန်းမှာအမျိုးသမီးတဦးကိုကျိုးတုပ်ထားနဲ့ထိုးပြီးအမှုကြမ်းစီမှုဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ဒီနေ့နေ့ခင်ပိုင်းကဖြစ်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်ကြောင်းဝနသိန်ကီလန်မှာနေထိုင်သူတွေတုံ့လှုပ်ခဲ့ရတယ်လို့ဒေသခံတချို့ပြောပါဗျ။တရရဲ့ပထမထပ်မှာဖြစ်ပွားခဲ့ပြီးအိရှင်အမျိုးသမီးကိုကျိုးရီတုပ်ဓာရီနဲ့မှုန်းထိုးထားပြီးပစ္စည်းတွေယူသွားကြတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ရက်ွက်နေပြည်သူတအူးကပြောပါရယ် လက်ရှိမှာအရှင်မျိုးသမီးကအသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမဲ့အမှုကြံစည်းသူတွေကတော့လွတ်မြောက်နေစေလို့သိရတာပါဒီကျူးလွန်မှုမှာလူဦးရေဘလောက်ပါဝင်တယ်ဆိုတာကိုလည်းမသိရသေးပါဘူးအခုဖြစ်ဆက်မတိုင်ခင်လွန်ခဲ့တဲ့တပတ်တွင်းကလည်းမြစ်တာညွန်ရက်ကွက်မှာမနက်အစောပိုင်းအုပ်စုဖွဲ့ခိုးသူတွေရှိတယ်လို့ဆိုပါတယ်လုံခြုံမှုကိုလုံးဝမရှိတော့တာတော့တွေဘလို့ပဲခတ်ထားတယ်ဆိုရင်တော့ CCTV ကနေပြန်ကြည့်ရင်ခိုးသွားတာ9မိနစ်လောက်ပဲကြာတယ်လို့မြစ်တာညွန်ရက်ကွက်နေသူကဆိုပါတယ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာရန်ကုန်မြို့အပါအဝင်မြို့နယ်အများအပြားမှာလူသက်ဓမြတိုင်းမှုတွေလူရဲမှုနဲ့အမှုကြံစည်းကံရတဲ့ဖြစ်စဉ်တွေပေါ်များလာတယ်လို့ရန်ကုန်မြို့နေပြည်သူတချို့ကပြောပါတယ်ရှင်ကချင်ပြည်နယ်ဗမော်မြို့နယ်အမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ27အပိသက်သိမ့်ပတ်နိုင်ရေးအတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။မတ်လ9ရက်မနေ့ကတိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီတပ်ရဲ့ drone 9စီးကို ပြစ်ချနိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရှင်းပြကပြောပါရယ်မင်းညပိုင်းကတိုက်ပွဲပြင်းထန်ချိန်စစ်ကောင်စီတပ်ကညာချီ night vision ပါတဲ့ drone တွေအသုံးပြုခုခံခဲ့ပြီး KIA ပူးပေါင်းတပ်ဘက်က drone 9စီးကိုပြစ်ချနိုင်ခဲ့တယ်လို့ဒေတာရင်သတင်းဌာနဖြစ်တဲ့ Seven Stars News ကလည်းဖော်ပြပါရယ်ကချင်စစ်ရေးသတင်းရှင်းပြကလည်းစစ်ကောင်စီရဲ့ drone 9စီးကိုပြစ်ချနိုင်ခဲ့တယ်လို့အတည်ပြုပါရယ် drone ပြစ်ချနိုင်မှုနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဘူမူကြီးနော်ဘူစီကိုဆက်သွယ်မေးမြန်းထားဆဲပါစစ်ကောင်စီတပ်ဟာ drone 9စီးဆုံးရှုံးခဲ့ရတာကြောင့်အားနည်းမှုတွေပိုကြုံရနိုင်ပေမဲ့လက်ရှိမှာတော့လေရင်တွေကိုအားစိုက်အသုံးပြုနေဆဲဖြစ်ပါတယ်ပြီးတော့စကခ21ရဲ့ကာကင်းတချို့ကိုဒီနေ့မှသိမ်းပိုက်နိုင်တယ်လို့သိရကြောင်းကချင်သတင်းချင်းမြစ်ကဆိုပါတယ်လက်တလောဖြစ်ပွားနေတဲ့ဗမော်မြို့တိုက်ပွဲရုတ်တံမှတ်တမ်းကိုလည်းလူမှုကွန်ရက်ကနေဖော်ပြထားရမှာစီဆိုင်လို့ယူဆရတဲ့အဆောက်အအုံမီးလောင်နေပြီးပြစ်ခတ်တံတွေဇက်တိုက်ကြားနေရပါတယ် စစ်ကောင်စီတက်ဆွဲထားတဲ့စီပတ်နေရာကိုမိရှော့လိုက်ပြီးလို့ရုတ်တံရိုက်ကူးသူကကချင်ဘာသာနဲ့ပြောဆိုခဲ့ပြီးဗမော်မြို့မှာစစ်ကောင်စီတက်တွေကြာရှုံးနေကြောင်းနဲ့အောင်မြင်မှုရရှိဖို့နှီးနေပြီလို့လည်းပြောထားပါသေးတယ်။ KRA ပူးပေါင်းတပ်ကဗမော်မြို့တိုင်းတိုက်ပွဲကို2024ဒီဇင်ဘာ4ရက်ကစခဲ့ပြီး3လကျော်ကြာတဲ့အထိတိုက်ပွဲတွေပြင်းထန်နေသေးပါ။ မတ်လ၈ရက်မှာစကခ21တက်ရင်ခလာရ49တက်ရင်နဲ့တက္ကသိုလ်၄ရာတွေကိုတပြိုင်တည်းထိုးစစ်ဆင်မှုထပ်မံပြုလုပ်ခဲ့ပါရရှင်။မြန်မာနိုင်ငံကိုခွင့်ပြုချက်မရှိဘဲတွားရောက်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ကြီးစံခေါ်နှစ်ခုယူဆောင်လာမှုတွေကြောင့် Belgium နိုင်ငံသားသတင်းတောက်တဦးဟာအိန္ဒိယအာဏာပိုင်တို့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ Belgium နိုင်ငံသား Simon Clement ဟာအလွတ်တန်းဓပုံသတင်းတောက်တဦးဖြစ်ပြီး မတ်လ9ရက်ကအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမီဆိုရန်ပြည်နယ်ရဲ့မြို့တော်အိုက်ဇောမှာရှိတဲ့လမ်ပူအီလေစိတ်မှာအဖမ်းခံခဲ့ရတာပါသူပါလာတဲ့ပစ္စည်းတွေကိုစစ်ဆေးတာမှာကြည်စံခွန်နှစ်ခုကိုရှာတွေ့ခဲ့ပြီးတဲ့နောက်လက်နက်ဥပဒေအရထိမ့်သိမ်းခဲ့တာလို့မီဆိုရန်ပြည်နယ်ရဲတပ်ဖွဲ့ကဆိုပါတယ်ကလီမန့်ကတော့သူဟာကြည်ကွန်တွေကိုအမှတ်တရပစ္စည်းအနေနဲ့တင်ထားရုံသာဖြစ်တယ်လို့ပြောထားပါတယ်ပြီးတော့ကလီမန့်ဟာဗီဇာစီးမြင်ချိုးဖောက်မှုတီးခြားဆွဆွဲချက်တစ်ခုနဲ့လည်းရင်ဆိုင်နေရပါတယ် သူဟာတရားရုံးရမန်ယူပြီးတဲ့နောက်မှာတော့မနေ့ကအိုက်စောမြို့အနောက်ဘက်အစင်ချေဖုံးမှာရှိတဲ့အချင်းထောင်တစ်ခုတွင်ချုပ်နှောင်ခံထားရတယ်လို့သိရပါဗျ။သူ့ကိုဘလောက်ကြာအောင်ထိမ့်သိမ်းထားမလဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ကလီမန်ဟာမီဆိုရမ်မှာရှိနေတဲ့အချိန်အတော်အတွင်းအိန္ဒိယနဲ့နယ်စပ်ထိဆက်ရာမြန်မာဘက်ခြမ်းကိုလည်းတွားရောက်ခဲ့ပြီးအဲ့ဒီလောက်ရဟာဗီဇာစီးမြင့်တွေကိုချိုးဖောက်မှုမြောက်တယ်လို့ရဲတွေကဆွဆွဲထားပါတယ်။ဒီလိုကိစ္စမျိုးဟာအိန္ဒိယအတွက်တော့ ထိလွယ်ရှလွယ်နဲ့အလေးအနက်သဘောထားတဲ့အခြေအနေလို့ဆိုနိုင်ပါတယ်။အကြောင်းရင်းကတော့အိန္ဒိယအစိုးရကိုစန့်ကျင်တိုက်ခိုက်နေတဲ့ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းမြန်မာဘက် channel ဆက်မှာခိုးလုံပြီးလှုပ်ရှားနေတာကြောင့်လို့ဆိုပါတယ်။မီဇိုရမ်သတင်းသမားများအဖွဲ့ချုပ် MJA ရဲ့ဥက္ကဋ္ဌကတော့ဒီနေ့မှကလီမန့်ကိုတွေ့ဆုံပြီးသူနဲ့အတူရပ်တည်မှုကိုပြသမှာဖြစ်တယ်လို့ပြောပါတယ်။ပြီးတော့ကလီမန့်လိုအပ်တဲ့အကူအညီတွေကိုလည်းပေးသွားမယ်လို့ဆိုပါတယ်။ဘယ်လ်ဂျီယမ်နိုင်ငံသားကြီးဝန်ကြီးဌာနက ကလီမန်ဖန်စီခံရတဲ့ကိစ္စကိုသိရှိထားကြောင်းပြောကြခဲ့ပြီးညူဒီလီမှာရှိတဲ့ဘယ်လ်ဂျီယမ်တန်ယုံကနေတဆင့်လိုအပ်တဲ့ဆောင်ရွက်မှုတွေလှုပ်ဆောင်နေကြောင်းထုတ်ပြန်ထားပါရရှင် People's Free ရဲ့ညနေခင်းသတင်းတွေတင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်